အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့ဟင်းစာမပေးသူဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။ဟင်းစာမပေးသူကျွန်တော်ငယ်စဉ်ကအရက်ထဲတွင်ဦးကြီးဆန်ဆိုသည့်ပဒိန်ဆရာတဦးရှိသည်။ဦးကြီးဆန်ဤသားနှင့်ကျွန်တော်ကတငယ်ချင်းတွင်ဖြစ်သည်။ညီပိုးသည်ဦးကြီးဆန်သားဖြစ်ပြီးကျွန်တော်နှင့်အလွန်ခင်သည်။ တယောက်အိမ်တယောက်တက်စားသည့်အထီးချစ်ခင်သူများဖြစ်သည်။ဦးကြီးဆန်သည်သူ့အိမ်အောက်တွင်ပဒိန်ခန်းလေးကိုတီးချထားသည်။သူ့အခန်းထဲမိသူများမဝင်ရ။ကျွန်တော်ကသူ့အခန်းလေးထဲကို အပြင်ကခြောင်ကျရသည်။သူကခြေနှင်းဖားဖို့နှင့်ရွှေတွေကို မီးပေးနေပုံ။လုံထဲတွင်အရေကြုံနေပုံ။တူလဲနှစ်တတောက်တောက်ရိုက်ကပုံဖော်နေခြင်းတို့ကိုကျွန်တော်ကစိတ်ဝင်စားသည် ကျွန်တော်ချောင်းကြည့်နေသည်ကိုဦးကြီးဆောင်ကတွေ့သွားပြီး ပရင်တင်မလားကွာဟုလှမ်းမိသည်ကျွန်တော်ကကောင်းခါလိုက်သည်ကျွန်တော်ကသူ့လိုပဒိန်ဆရာဖြစ်ချင်သူမဟုတ်စာရေးဆရာဖြစ်ချင်နေသူကျွန်တော်ဆန္ဒအောင်တဲ့အခါတွင်ညီပိုးကမအောင်ပါသူကသူ့ဖေပဒိန်အမွေကိုမဆက်ခံပါသူ့ဖာသာသူဇေယောင်စားသည်ကျွန်တော်တက္ကသိုလ်ကပြန်လာသည့်တနေ့တွင်ညီပိုးတို့အိမ်ကိုသွားလေသည်ထို့အချိန်တွင်ပဒိန်အလောက်ကလည်းကောင်းပေါ်မရား ။ဦးကြီးစာလည်းအသက်ကြီးလာပြီဖြစ်သောကြောင့်ဗရင်အလုတ်ကိုဆက်မလုပ်တော့ပေ။ဦးလေးဘာဖြစ်လို့ဗရင်အလုတ်ကိုမလုပ်တော့တာလဲ။ရွှေဆိုင်တွေကသူတို့လူနဲ့သူတို့ဆိုင်မှာပဲလုပ်ကြတယ်ကွ။လာမအပ်ကြတော့ဘူး။ဒါဆိုလေသူတို့စီမှာတွားလို့လို့မရဘူးလားဦးလေးယာသူများလာခစားတော့မလုပ်ချင်ပါဘူးကွာဦးလေးကိုပဲသူကပရင်တင်မေးတာလဲဟင်ငါဦးလေးကွာဦးတောင်းခင်ကိုပြောတာလား အေးလေသူကတထဲဖြစ်သွားပြီကွဗတိန်မလို့တော့ဘူးငါပဲလို့ဖြစ်ပြီးဗတိန်တက်လာတာလဲဆိုတာသိချလားပြောပါအောင်ဦးယာငါအဖေဆုံးတော့ငါတို့သားအမိဒုက္ခရောက်တယ်ကွာစားစရာလည်းမရှိဘူးဒီတော့အမေကငါကိုသူ့ဆွဲကြိုးလေးတကုံပေးပြီးတော့မင်းဦးလေးစီမှာသွားရအောင်လို့ပြောလိုက်တယ်ငါလည်းအမေပေးတဲ့ဆွဲကြိုးလေးကိုယူပြီးတော့ဦးလေးစီလာတာပေါ့ဦးလေးကိုဆွဲကြိုးလေးပေးပြီးတော့ရောင်းပေးပါလို့ပြောလိုက်တယ် ။ဦးလေးကဆွဲကြိုးလေးကိုကြည့်ပြီးတော့မင်းတို့အတော်ဒုက္ခရောက်နေလားတဲ့။ငါကလည်းဟုတ်ကဲလို့ပြောလိုက်တော့ဆွဲကြိုးကိုမရောက်နဲ့ပြန်ယူသွားမင်းအမေကိုပြန်ပေးလိုက်။တိန်ခိုင်းထားလိုက်တဲ့။ပြေတော်သူကငါ့ကို သူ့ရွှေဆိုင်မှာပရင်ပညာကို သင်ပေးတဲ့အပြင်လစာပါပေးထမင်းလဲကျွေးပြီးထောက်ပံ့ခဲ့တယ်။ပညာလဲဆရာစားမချန်သင်ပေးခဲ့တာကွ။ဦးတောင်းဟင်ဆုံးသွားပြီနော်။အေး သူကရွှေပရင်လုံငန်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေငါ့ကိုပေးခဲ့တာကွာငါကျေးဇူးရှင်ပဲအင်းပြောရအောင်မယ်ဘာများလဲဦးရဲ့ငါကရွှေအချောင်းတွေကောင်းကောင်းနားလည်မှအမေဆွဲကြိုးလေးကို ပြန်စစ်ဆေးမိတယ်ကွာအဲ့ဒီတော့ဘာဖြစ်နေတလဲသိလားကျွန်တော်ပဲသိမှလည်းအမေဆွဲကြိုးကအတုကြီးကွာဟုတ်လားအေးကွာ ငါကဆွဲကြိုးကိုဦးလေးစီကိုတွားရောင်းခိုင်းကလေးကဦးလေးကအတုကြီးမှန်သေးတယ်။ဒါပေမဲ့ငါတို့ကိုစိတ်တက်ကြသွားမှဆိုလို့မပြောဘူးကွာ။ငါ့ကိုပညာတွေသင်ပေးပြီးမှကို့ဘာသာအတုမှန်သိအောင်လုပ်စီတာ။တော်လိုက်တာနော်။ဟုတ်တယ်။ဦးလေးကတိတ်ပြီးတော့ပြေသွားတာ။သူကလူတစ်ဖက်သားစိတ်ဆင်းရဲသွားမှတိတ်ပြီးဆိုရင်တာ။ဒါကြောင့်ငါ့ကိုပညာတွေသင်ပေးပြီးကို့ဘာသာနားလည်အောင်လုပ်ခိုင်းတယ်။ ငါကိုကိုဘသာရက်တည်နိုင်အောင်ပြောထောင်ပေးခဲ့တယ်။ရှားပါတယ်ဦးရဲ့ဒီလိုလူကြီးလူကောင်းတွေမရှိနိုင်တော့ပါဘူး။ရှိတော့ရှိမှာပေါ့ငါတော့မသိနိုင်တာလည်းဖြစ်မှာပေါ့ငါဆိုလိုချင်တာကဟင်းစာအဖြစ်ငါမပေးနဲ့ကွငါဖန်တက်အောင်တင်ပေးဖို့ပဲအဲ့ဒါငါဦးလေးငါကိုအမြဲတုန်တင်ဆုံးမသွားတဲ့စကားတာမိုးရှိပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲ စာရေးစရာကြီးတင်ညွှန်ရေးသားထားတဲ့ဟင်းစာမပေးသူဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပါရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ကပလာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးစရာကြီးတင်ညွှန်ရေးသားထားတဲ့ဒုတိယအမားဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။ဒုတိယအမားဆရာဒါကျွန်တော်အမေပါ။ဆရာကိုအောင်အေးကကျွန်တော်ကိုသူ့မိခင်နဲ့မိတ်ဆက်ပေးတဲ့ဖြစ်ကျွန်တော်ကလည်း အတော်နေကောင်းရဲ့လားဟုမေးလိုက်မိသည်ဟုတ်ကဲ့ကောင်းပါရဲ့ဆရာအသက်ကကြီးလာတော့အရင်လိုဘယ်ကောင်းနိုင်ပါမလဲနော်အတော်အသက်ဘယ်လောက်ရှိပြီလဲခမ88နှစ်ရှိပြီအိုး80တောင်ကတ်နေမှာပဲဒါပေမဲ့အတော်ကြီးရတာကြားမာတာပဲကျမကြားမာမှာဖြစ်မယ်ဆရာအိမ်မှာမြင်းနှစ်ယောက်နဲ့သားတို့အတွေ့ကျမကြားမာနေမှာဖြစ်မယ် အသားဖြူဖြူပိန်ပိန်ပါပါနဲ့ကြက်တည့်ရရှိလာသောအဖွာအိုသည်ကျွန်တော်ကိုပြုံးကြည့်နေရင်တားတို့ကြောင့်ကဆရာကြီးလို့ပြောတယ်တားကိုတွန်းနေပါရှင်ကိုအောင်ရေးကအလွန်တော်တဲ့ဆရာပါအတော်ရဲ့တွန်းတင်ဖို့မလိုပါဘူးသူကအเจ้าကိုရောက်တာမကြသေးပေမဲ့တကြောင်လုံးကသူ့ကိုလေးစားချစ်ခင်ကြတယ်ဆရာကိုအောင်အေးကကျွန်တော်ကိုသူ့အိမ်တွင် ထမင်းဖိတ်ကြွေးခြင်းဖြစ်သည် သူ့သားနဲ့သမီးကလည်းတားက၁၀တန်းသမီးက၈တန်းရောက်နေပြီး အပြောအဆိုအနေအထိုင်ဆက်ဆံရေးအလွန်ရင်ကျဲတိမ်မွေသည်မိဘတွေ၏တုန်တင်ဆုံးမမှုမြင်မြကောင်းသည်ကိုပြနေသည်ဒါနဲ့ကလေးတွေအမေရော မတွေ့ပါလားအဖွားဟုကဟိုလေသူတို့အမေကလေကိုအောင်အေးကကြားဖြတ်ဝင်ပြောသည်တေသွားပြီဆရာအော်ကျွန်တော်သတိထားလိုက်မိသည်မှာကိုအောင်အေးကတေသွားပြီဟုပြောလိုက်သည့်အခါတွင်အဖွားကိုမျက်နှာပြတ်သွားခြင်းဖြစ်သည် တို့တော့ပြုံးလိုက်ပြီထဲ့စားတော့ဆရာ ကျမတို့ကမြိတ်ဖက်ကဆိုတော့ဟင်းအဆက်အဟန်နည်းနည်းများငံနေမလားလို့ရပါတယ်ခင်ဗျာကျွန်တော်ကြိုက်ပါတယ်ကြက်သားဟင်းလေးကကောင်းလိုက်တာစားတော့ဆရာကျွန်တော်ရောကိုအောင်အေးပါထမင်းများစားတော့ပြီးနောက်တို့ခြံဝင်းလေးထဲတွင်စကားထိုင်ပြောကြသည်ကိုဟော်ရေးရခမည်းဇနီးဆုံးသွားတယ်ဆိုတာကျွန်တော်မသိဘူးဘယ်တော့ကဆုံးသွားတာလဲ ကျွန်တော်ဇနီးကဆုံးသွားတာမဟုတ်ဘူးဆရာ၊ကွဲသွားတာ။ဗျာ။ဒါဆိုဘာဖြစ်လို့ဆုံးသွားပြီလို့ပြောရတာလဲ။ကိစ္စပြတ်သွားအောင်လို့ပါ။ကလေးတွေကခမားနဲ့ကြံခဲတာပေါ့။ဟုတ်တယ်။ကလေးတွေတယောက်က12နှစ်၊တယောက်က10နှစ်လောက်ကလေးကကျွန်တော်တို့အိမ်အောင်ပြုတ်ကွဲသွားတာ။အေးဗျာ၊စိတ်မကောင်းလိုက်တာ။တော်သေးတာပေါ့ဗျာ။ခမားအမေရှိပြီလို့။အဲ့ဒါကျွန်တော်အမေမဟုတ်ဘူးဆရာ။ ဖျားကျွန်တော်တော့နားမလဲတော့ဘူးအဲ့ဒါကျွန်တော်ရခမပါ ကျွန်တော်မိမအမေပေါ့ကျွန်တော်တို့ကွာရှင်တော့မယ်ဆိုတော့အမေကကျွန်တော်ဖက်ကရက်တယ်လေသူ့သမီးကိုလည်းအမျိုးမျိုးနားချပေးမယ်လက်မခံတဲ့အစုံအမွေပြက်ကျင်ညာလိုက်ပြီးတော့ကျွန်တော်ကလေးတွေနဲ့ပဲနေလိုက်တာဒါနဲ့ဆက်စုတယ်လို့မထင်ပါနဲ့ခမည်းမင်းမရှိသေးလားရှိတယ်သူ့နောက်လည်နေပေါ့ ကျွန်တော်တို့ထုံများနဲ့စကားဖြတ်ခဲ့ကြသည်ကိုအောင်အေးလည်းတူးထေသောသားဖြစ်သည် သူ့မိဘမျိုးရိုးကလည်းဆက်တထဲတွေဖြစ်ရာချမ်းသာခဲ့ကြသည်ယခုမိဘများဆုံးမသွားပြီဖြစ်တော်လဲသူယခုနေထိုင်တဲ့တိုင်းနှစ်ချမ်းကြီးကတန်ဖိုးရှိလာသည်သူကကြောင်းစရာအလုပ်ကိုဝါသနာအရဝင်လုပ်နေခြင်းဖြစ်သည် နောက်ပိုင်းကြောင်းစရာအလုပ်ကထွက်သွားသည်ကျူရှင်ကိစ္စကြောင့်ဖြစ်သည် သူကတင်ချအတင်အပြကောင်းသည် ျူရှင်လိုက်တင်သည်ចောင်းစရာတွေကိုကျူရှင်မတင်ရအမိတ်တွေထုတ်သည့်ကာလတွင် သူကအလုံးမထွက်သွားခြင်းဖြစ်သည် သူကအလုံးအောင်မြင်သည့်တင်ချစရာတယောက်ဖြစ်လာသည်ကျွန်တော်လဲចောင်းစရာအလောက်ကထွက်ပြေးနောက်ရန်ကုန်ကိုရောက်လာသည်။တနေ့ကျွန်တော်အလောက်တိုက်သူကိုအောင်အေးကဖုန်းဆက်သည်။ဆရာအမေဆုံးသွားပြီ။ကျွန်တော်ကိုအောင်အေးအမေအတူပါချမြင်နေတွင်သူ့ထံကိုရောက်ခဲ့ပါသည်။ အာတုဘတွင် တခုတတိထားမိသည်မှာအခန်းကိုဖန့်ငုံနေသော အမျိုးသမီးတူကိုဖြစ်သည်ထိုအမျိုးသမီးမျက်နာကကိုအောင်အေး၏သားကြီးမျက်နာနှင့်အတော်လေးဆင်သည်သူ့သားကြီးကယခုဆရာဝန်ပင်ဖြစ်နေပြီသမီးငယ်ကကျောင်းဆရာမလုပ်သည် ကိုအောင်အေးကကိုပိုင်ကျောင်းထောင်ထားသည်အာတုဘပို့ပြီးနောက်ကျွန်တော်နှင့်ကိုအောင်အေးလက်ဖဲရည်ဆိုင်ထိုင်ကြသည်ကိုအောင်အေးကျွန်တော်ဒီနေ့ပဲပြန်ရမယ်ဗျာ အလောက်တိုက်ကခွင့်ယူလို့မရဘူးဖြစ်နေလို့ပါ။ရပါတယ်ဆရာ။ရက်လည်နေလည်းမအားရင်မလာပါနဲ့ဆရာ။ကိုအောင်အေးကိုတခုလောက်မေးချင်တယ်။ဘာများလဲဆရာ။ဟိုလေတားကြီးမျက်နာနဲ့အတော်လေးတူတဲ့အမျိုးသမီးတူကိုသတိထားမိတယ်။သူက အလောင်းကိုဖတ်ပြီးတော့အမေလို့လည်းငိုတာတွေ့ရတယ်။အဲ့ဒါခမားအရင်မိမလား။ဟုတ်တယ်ဆရာ။ခမားအကြောင်းကြားလို့ရောက်လာတာလား။ သူ့သမီးအကြောင်းကြားလိုက်လို့ပါခလေးတွေနဲ့တော့အဆက်အသွယ်ရှိမှာပေါ့ရှိချင်လဲရှိမှာပေါ့တို့ယောက်ျားရော ပါလာသလားတို့အိမ်ထောင်လဲကွဲသွားပြီလို့သိရတယ်အော်ဒါနဲ့ခမည်းတော်ပြန်ပေါင်းလိုက်ပါလားဗျာခလေးတွေမျက်နှာရှိသေးတယ်လေကျွန်တော်ကသူကပြန်ပြီးတော့လက်ခံဖို့ပြောတယ်ဗျဒါပေမဲ့ကျွန်တော်လက်မခံပါဘူးဘာဖြစ်လို့လဲဗျာကျွန်တော်အမေကိုဂရီပေးထားတယ် အမေကသူမသေးခင်ကျွန်တော်ကိုဂရီတောင်းသွားတယ်။ဘာများလဲမသိရဘူးလား။သူ့သမီးနဲ့ဘတော်မှပြန်မပေါင်းပါဘူးဆိုတဲ့ကတိ။ဘာဖြစ်လို့များခမားရောက်ခမကအဲ့ဒီလောက်ထိစိတ်နာသွားရတာလဲဗျာ။ဒါပေမဲ့ကလေးတွေတဘောကရောဘယ်လိုလဲ။သူတို့အမေကိုချစ်မှာပေါ့။ကလေးတွေကသူတို့အဖွားလက်ထဲမှာကြီးပြင်းရတာဆိုတော့သူတို့အဖွားကိုပဲချစ်တာ။ သူတို့ကလည်းသူတို့အမေကိုပြန်လက်မခံပါဘူးလို့ကတိပေးလိုက်ကြတယ်။ဒါပေမဲ့ဗျာတန်ရောစင်ဖြတ်ဖို့ဆိုတာလွယ်ပါမလား။ခမည်းကဇနီးဖြစ်တယ်လို့သူတို့ကလည်းအမေလေးဗျာ။ကျွန်တော်ကရခမကြီးကို အမေလိုလေးစားချစ်ခင်တာဗျ။သူကြောင့်ကျွန်တော်အရွယ်လေးရှိတုန်းကတော့နောက်အိမ်တော်ပြဖို့စိတ်မကူခဲ့ပါဘူးခုလည်းအမေစကားကိုကျွန်တော်နားထောင်ရမလဲခလေးတွေကရောသူတို့အမေကိုပြန်လက်ခံဖို့မပြောဘူးလား ဟင့်အင်းသူတို့ကကျွန်တော်ကိုအခြားတယောက်နဲ့တဘောတူနေကြတာเจ้าကဆရာမတယောက်ပါဟာအစမ်းသားဗျာကလေးတွေကတဘောကြတဲ့မိထွေးဆိုတာရှိနိုင်ပါမလားကလေးတွေဆိုတာထက်အမေကသူ့ကိုအရန်တဘောကြတာဗျဒါဆိုလေခမားကဘာဖြစ်လို့မယူတာလဲတော်ပါပြီဗျာဘဝမှာအချက်နဲ့ပတ်သက်ပြီးတစ်ချိန်မဲ့စိတ်ဆင်းရဲခံပါမယ် ကျွန်တော်အတွက်ဒုတိယအကြိမ်အမှားဆိုတာမရှိစေရဘူး။ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးစရာကြီးတင်ညွှန်ရေးသားထားတဲ့ဒုတိယအမှားဆိုတဲ့ဝိထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးစရာကြီးတင်ညွှန်ရေးသားထားတဲ့အဆောင်အယောင်နဲ့အယောင်ဆောင်များဆိုတဲ့ဝိထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။အဆောင်အယောင်နဲ့အယောင်ဆောင်များ ထမင်းစားပြီးပလက်ကလထိုင်းတစ်လုံးနဲ့အနားယူနေသောကျွန်တော်ထံမောင်ကျော်စွာကလာပြီးဆရာဒီမှာကြည့်စမ်းပါဦးဓာကြီးတွေက လူငယ်တွေတဲ့လားမောင်ကျော်စွာကကျွန်တော်ထံသူ့ဖုန်းကိုယူလာပြီးပုံတွေကိုလာပြခြင်းဖြစ်သည်မင်းသိလို့မေးတာလားမသိလို့မေးတာလားဟာဆရာကလည်းမသိလို့မေးတာပေါ့မြင်နေရတဲ့ပုံတွေကလူငယ်တွေမှမဟုတ်တာဒါမင်းကသိလျက်နဲ့မင်းနေတဲ့တဘောပဲ။ ဟုတ်တယ်ဆရာ အဖိုးကြီးတွေကို တွေ့နေပါလျက်နဲ့လူငယ်လို့ဆိုတာကိုသဘောမပေါက်လို့ပါဆရာကျွန်တော်သိချင်တာကကဘာမှာလူငယ်ဆိုတာအသက်ဘယ်အရွယ်ကနေဘယ်အရွယ်အတွင်းကိုလူငယ်လို့သတ်မှတ်ကြတယ်ဆရာကုလသမဂ္ဂကတော့အသက်15နှစ်ကနေ24နှစ်ကိုစည်ရင်ပိုင်းဆိုင်ရာတွေကောက်ယူရမှာစံအဖြစ်လူငယ်လို့သတ်မှတ်ကြတယ်ကွာ OECD အဖွဲ့ဝင်နိုင်ငံတွေမှာတော့အသက်15နှစ်ကနေ29နှစ်အရွယ်တွေကို ပညာရေးပြီးဆုံးပြီးတော့အလုတ်အကန့်တည်ငြိမ်မှုမရမီအချိန်ကာလအဖြစ်သတ်မှတ်ပြီးအဲ့ဒီအရွယ်ပိုင်းတွေကိုလူငယ်လို့ခေါ်ကြတယ်။ဆရာပြောသူလို့ဆိုရင် ကျွန်တော်တို့တောင် လူကြီးစင်းဝင်နေပြီပဲ။နိုင်ငံတကာမှာလူငယ်ဆိုတာကလေးဘွားကနေအရွယ်ရောက်ပြီးသူတနည်းပြောရရင်ကွာအသက်မွေးဝမ်းကြောင်းနိုင်သူအဖြစ်ကူးပြောင်းတဲ့ကာလလို့သတ်မှတ်ကြတာကွာ။အဖိုးကြီးတွေကိုလူငယ်လို့ပြောတာကတော့ရုပ်ပေါက်တယ်ဆရာ။ ။အသက်တွေပဲလောက်ကြီးကြီးလူငယ်ဆိုပြီးပြောချင်တဲ့တဘောကရှင်းပါတယ်ကွာ။လူကသာအရွယ်အားဖြစ်ကြီးသွားတာ။စိတ်ဓာတ်တွေအတွေ့အခေါ်တွေက ပြောင်းလဲလို့ဆဲရှိသူတွေ။တက်ကြွတဲ့သူတွေ။စွန့်အိုတီထွင်လို့ဆဲရှိသူတွေ။သက်စာရှိရှိနဲ့အနာကပ်ကိုမျောလင်းချက်တွေ ထားပြီးလူငယ်တွေအတွက်အကူအညီပေးလို့သူတွေကိုလည်းစိတ်သက်အရေးအသွေးကိုကိုစားပြုပြီးလူငယ်လို့သုံးကြတာများတယ်ကွာဆရာရဲ့အသက်ကြီးပြီးအချိန်မရှိတဲ့သူတွေအများကြီးပါ အဲ့ဒီလို လူတွေကိုလူငယ်လို့သတ်မှတ်ရမှာရှာလိုက်တာမင်းပြောလဲပြောစရာပဲကွာအချို့လူကြီးတွေကနေရာတကာပါချင်ကြတာလူငယ်တွေနေရာလဲသူတို့ကကပ်အုပ်ထုပ်လေးစောင်းပြီးလူငယ်ချင်းလူကြီးနေရာတွေကိုလည်းခေါင်းပေါင်းတလူလူနဲ့လွှင့်ချနေကြတာအဲ့ဒီလိုလူတွေကများနေတာလူငယ်တွေကိုနေရာမပေးရင်ဘာတွေဖြစ်နိုင်တယ်လဲဆရာအလိုမင်းမေကွန်ကြီးကတဲဆော်တာပဲကွာ ဟွန်းတတိထားဖြေရမယ်ထင်တယ်။ပြောရိုးပြောစင်စကားနဲ့ပြောရရင်တော့လူငယ်တွေကိုနေရာမပေးတဲ့နိုင်ငံတနိုင်ငံဟာရေရှည်ဖွင့်ပြိုးတိုးထက်ဖို့အတွက်အလွန်အလျက်ကြီးတယ်လို့ပြောနိုင်တယ်။အလျက်ရှိတယ်ဟုတ်လားဆရာ။ဟုတ်တယ်ကွာ။လူငယ်တွေကိုနေရာမပေးတာကြောင့်ဖြစ်လာနိုင်တဲ့အဓိကပြဿနာကြီးတစ်ခုကတော့အုံနောက်ယိုစီမှုဖြစ်လာနိုင်တာပဲ။ကိုယ်နိုင်ငံထဲမှာဘယ်လိုမှနေရာမရတဲ့အခါ တက်ကြွပြီးအရေးချင်းရှိတဲ့လူငယ်တွေဟာသူတို့စွမ်းရည်တွေကိုအတိအမှတ်ပြုမယ်။အခွင့်အလမ်းတွေပေးမယ်။ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းသွားလိမ့်မယ်။ဒါဟာအနာဂတ်နိုင်ငံအတွက် လိုအပ်တဲ့စွမ်းရည်တည်ထွင်ဖန်တီးမှုနဲ့အသိပညာတွေကိုဆုံးရှုံးသွားစေတာပဲ။ဟုတ်တယ်ဆရာကြီး။ကျွန်တော်တို့လည်းဘာမှလုံးလို့မရတဲ့အဆုံးစိတ်ကိုလျှော့ပြေးနေလိုက်တော့တာအဲ့ဒါစွမ်းရည်သိမ်းဆုံးခြင်းလို့ခေါ်တယ်ကွာ နိုင်ငံတနိုင်ငံရဲ့လက်ရှိအနေအထားမှာလူငယ်တွေဟာငါတို့ဘာလို့လို့ဘာမှဖြစ်လာတော့မှမဟုတ်ပါဘူးဆိုတဲ့စိတ်မျိုးတွေဝင်လာပြီဆိုရင်စိတ်တက်တကြမှုတွေမရှိတော့ဘူး။တနည်းပြောရရင်ကွာကို့မှာရှိတဲ့စွမ်းရည်တွေကိုကိုတကယ်သုံးချင်တဲ့နေရာတွေမှာမသုံးရပဲ။မသုံးချင်တဲ့နေရာတွေမှာသုံးနေရတာကိုကစွမ်းရည်တိတ်ဆုံးခြင်းတွေဖြစ်နေတော့တာပဲ။ဘာဖြစ်ဖြစ်စရာနိုင်ငံတကာမှာလည်းလူကြီးတွေဥဆောင်တဲ့နောက်ကိုပဲလိုက်နေကြရတာမဟုတ်လား။ လူကြီးတိုင်းကိုမကောင်းမြင်စိမ့်နဲ့ကြည့်လို့မရဘူးမောင်ကျော်စွာသူတို့မှာပညာအထွတ်အကြုံတွေရှိကြတယ်ဒါပေမဲ့အဲ့ဒီလူကြီးတွေကအိုးမိုင်းဆက်တွေနဲ့ပဲဆက်ပြီးတော့ဥဆောင်နေမယ်ဆိုရင်ဘယ်တိုင်းပြည်မှာရှေ့ရောက်မှာမဟုတ်ဘူးလူကြီးတွေက လူငယ်စိတ်မျိုးနဲ့ကဘာရဲ့ပြောင်းလဲနေတဲ့စီးပွားရေးနည်းပညာလူမှုရေးစိန်ခေါ်ချက်တွေကိုမျက်ခြေမပြတ်ဖို့လိုတယ်လူငယ်တွေမှာအန်ဒီရဲ့ယူရဲတဲ့စိတ်ဓာတ်ရဲရဲနဲ့အတွေ့အခေါ်နဲ့ခင်မီနီလန်းတွေကိုသိကြတယ် လူငယ်လူကြီးပေါင်းဆက်ပြီးနိုင်ငံကောင်းကျိုးကိုနားလည်မှုရှိရှိနဲ့ဆောင်ရွက်နိုင်ကြရင်ကောင်းမယ်။လူကြီးတွေကအရာရာကိုငါတော်ငါတက်ငါသာသိတယ်ဆိုတဲ့စိတ်တွေနဲ့ဥဆောင်နေလို့မရဘူး။လူငယ်တွေကိုနေရာမပေးရင်လူငယ်တွေမှာရှိတဲ့အမြင်နဲ့အစွမ်းတွေပျောက်ွယ်သွားလိမ့်မယ်။မလုတ်တက်မကင်တက် မတွေးတက်တဲ့လူကြီးတွေဥဆောင်မှုနေရယူလွန်းနေရင်လေတိုင်းပြည်ခင်းတော့ကြကြံခဲ့မယ်လူကြီးတွေကပဲဆုံးဖြတ်ချက်ချတဲ့နေရာကိုယူထားကြတာကြတော့ရောဆရာ လူကြီးတွေကနေရယူထားပြီးလူငယ်စိတ်ဓာတ်မျိုးလည်းရှိဖို့လိုတယ်လို့ပြောခဲ့တယ်လေ။အရာရာကိုရှေးရိုးဆွဲအမြင်တွေနဲ့ဆုံးဖြတ်သုံးသပ်နေရင်ဒီဂျစ်တယ်အတွင်ကူးပြောင်းမှုတွေခင်မီပညာရေးအတွက်အတွင်ကူးပြောင်းရေးတွေမှာခင်းနောက်ကျကြံခဲ့တတ်တယ်။လူငယ်တွေအတွက်ထဲ့သွင်းမစင်စားတဲ့မူဝါဒတွေဟာလူငယ်တွေရဲ့ဘဝကိုဓာတ်ရိုက်ရောတွယ်ဝိုက်ပြီးတော့ပါထိခိုက်စေတယ်။ခစ်တိုင်းမှာပဲဆရာရဲ့ လူကြီးတွေကငယ်ချင်းရောင်ဆောင်ပြနေကြတာအသက်ကြီးတွေနေရယူလုံးပါတယ်မောင်ကျော်စွာမင်းလူကြီးတွေအပေါ်မှာစိတ်ချင်းပေါက်မယ်ဆိုလဲပေါက်တော့တယ်ဒါပေမဲ့တခုတော့မှတ်ထားကွလူငယ်တွေကိုနေရမပေးပဲအသက်ကြီးသူတွေနေရယူထားတာဟာတိုးတောင်းတဲ့ကာလတခုမှာတည်ငြိမ်ဟန်ဆောင်နေခြင်းပဲရေရှည်မှာတော့နိုင်ငံရဲ့ညာနာစွမ်းအားကိုတတ်ပြစ်နေတာနဲ့တူတယ်အနာဂတ်ဆိုတာလူငယ်တွေပိုင်နေတယ် သူတို့ကိုစနစ်တကျပြောထောင်ပေးနိုင်မှကောင်းမွန်တဲ့အနာဂတ်ကိုတည်ဆောက်နိုင်မှလူငယ်ရောင်ဆောင်နေတဲ့သူတွေနဲ့တိုင်းပြည်အနာဂတ်ဘယ်တော့မှကောင်းအောင်မတည်ဆောက်နိုင်ဘူးဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစိုင်းစရာကြီးတင်ညွှန်ရေးသားထားတဲ့အဆောင်အယောင်နဲ့အယောင်ဆောင်များဆိုတဲ့ဝိထုတော်လေးပြီးဆုံးလို့သွားပါပြီရှင် နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်